လာပါရှင်ချင်းလက်ချန်နယ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်နိုဝင်ဘာလ၄ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းရှင်တွေကတော့ MDF နဲ့မဟာမိတ်တပ်ဖွဲ့ကငပိုက်ပြီးခါခွေကြီးရွာကဘာသာရေးအဆောက်အအုံနဲ့နေအိမ်တွေ drone ဖြင့်ပုံကျကြ ပခုကိုလေရင်ကွန်အနီးဆက်ကျဲကောင်းနေတဲ့စစ်တပ်နဲ့ရဲတချို့ကိုအသွင်ယူတိုက်ခိုက်မှုတွင်ရဲနဲ့စစ်သားနှစ်ဦးသေဆုံးပြီးတနက်တလက်သိသိရရှိကြောင်းမက်တလင်းမြို့နယ်ရှိပြူစော်တီစခန်းနဲ့ပကင်းကိုတိုက်ခိုက်မှုတွင်စစ်တပ်ဗမာတအူးသေဆုံးပြီးစခန်းမှုနေအိမ်နဲ့ဘူတဲကိုလည်းမြှုပ်ရှင်လင်းကြောင်းအဂျမ်ဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်600ကျော်အပါအဝင်ပြည်သူ4000ကျော်သေဆုံးနေလို့ UNG ထုတ်ပြန်ကြောင်းတို့ပဲဖြစ်ပါရဲ့ရှင် MDF နဲ့မဟာမိတ်တဖွဲ့ကငဖိုက်ပြီးခါခွေကျေးရွာကဘာသာရေးအဆောက်အုံနဲ့နေအိမ်တွေ drone ပြန်ပုံကျွေးတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင် MDF နဲ့မဟာမိတ်တဖွဲ့တွေက IMC CDF မှာအထင်ချုပ်နေပြီးငဖိုက်ပြီးခါခွေကျေးရွာကချင်းခရီးယံဘာသာရေးအဆောက်အုံနဲ့ပြည်သူနေအိမ်တွေကိုရည်ရွယ်ချက်ရှိရှိ drone ဖြန့်ပုံကျေးတိုက်ခိုက်နေလေလို့ CDF မှာကထုတ်ပြန်လိုက်ပါတယ် ယမနေ့နိုဝင်ဘာလ3ရက်နေ့ညနေ2နာရီခွဲမှာငဖိုက်ပိခခွေကျေးရွာက Reverend Talai စီလေးပေါ်ဘပ်တစ်ပတ်စတာနေအိမ်နဲ့ငါကိတ်ခန့်အကွာမှာ MDF နဲ့မဟာမိတ်တပ်ဖွဲ့တွေက drone ဖြင့်ဘုံနှလုံးကြီးချခဲ့ပြီးညနေပိုင်း3:20စနစ်မှာနှစ်ချင်းခွေရန်အတင်းတော်ယုံနာမှာ drone ဖြင့်ဘုံနှလုံးထပ်မံကြီးချခဲ့တယ်လို့ဆိုပါတယ်။ဒါပြန်ညနေ4:20စနစ်ဝန်းကျင်မှာ Fantalan ကျေးရွာကနေငဖိုက်ပိခခွေကျေးရွာအဝင်လမ်း ပြည်သူနေအိမ်ကို drone ဖြင့်ပုံဖက်လုံးထပ်မံကြေချခဲ့တယ်လို့သိရှိရပါတယ်။ချင်းကြီးနောင်အဖွဲ့ဝင် MDF နဲ့သူရဲမဟာမိတ်တဖွဲ့တွေဟာငပိုက်ပြီးခောက်ခွေကျေးရွာမှာတရက်အတွင်း drone ဖြင့်ပုံ6လုံးကြေချခဲ့တာဖြစ်ပြီးအဆောက်အုံဖြည့်ဆည်းမှုလို့အတေအပြောက်ရှိမရှိစုံစမ်းနေစေဖြစ်တယ်လို့ CDF မှာကဆိုပါတယ်။ယခုလိုကျေးရွာပြည်သူနေအိမ်တွေဘာသာရေးအဆောက်အုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ဒေတာခံမိပါပြည်သူတွေစိုးရိမ်မှုမြင့်တက်နေတယ်လို့သိရှိရပါတယ်ရှင်။ပခုခုလေးရင်ကွင်းအရင်စစ်ကြေးကောင်းနေတဲ့စစ်တပ်နဲ့ရဲတချို့ကိုအတွင်ယူတိုက်ခိုက်မှုတွင်ရဲနဲ့စစ်သားနှစ်ဦးသေဆုံးပြီးတနက်တက်လက်တင်စီရရှိတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။မကွေတိုင်းပခုကူမြို့နယ်ပခုကူလေရင်ကွင်းအနီးစစ်ကြေးကောက်နေတဲ့ရင်းနှစ်စစ်သားတချို့ကို အသွင်ယူတက်ခိုက်ခဲ့ရာရဲတအူစစ်သားတအူစုစုပေါင်းနှစ်ဦးသေဆုံးပြီးတနက်တလက်တင်းစီရရှိခဲ့ကြောင်းသိရှိရပါတယ်။နိုဝင်ဘာလ၁ရက်နေ့နနက်9:29မိနစ်အချိန်ပခုကူမြို့နယ်ပခုကူလေရင်ခွင်အနီးပခုကူရေးစကြိုလမ်းမကြီးပေါ်တွင်ကုန်ကားများကိုဆက်ကြေးကောက်နေတဲ့ရဲလင်မယားနှစ်ဦးကိုဒိတုကကွေတဖွဲ့ဝင်များကစက်ကေဖြင့်အသွင်ယူပြီးတွားရောက်ဖြစ်ခဲ့ရှင်နေခဲ့ရာရဲတအူသေဆုံးကြောင်း ထူထောက်ပြည့်ခဲ့တဲ့ခိမ့်ဟွေတွင်လေရင်ကွင်းကိမ်းမှအကြံဖက်စစ်သားများကပြစ်ကိုပေးတိုက်ခိုက်ခဲ့တဲ့ဖြင့်ရင်ကိတ်အားလေးစိမ်မမဖြန့်ပုံတီတလုံးပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားတဦးထပ်မံတည်ဆုံသွားကြောင်းစောက်တန်းကြီးစစ်ကြိုတဖွဲ့တဝန်ခံကပြောကြားထားပါသည်။စောက်တန်းကြီးစစ်ကြိုတဖွဲ့တဝန်ခံကိုအောင်မောင်းက စစ်ကွေးရီယူနီဖောင်းဝတ်ပြီးသွားလိုက်တာစစ်တပ်ယူနီဖောင်းနဲ့ပဲသွားလိုက်တာအနာရောက်တော့မင်းပါလုံးနေရလေဘေးကလည်းနေတော့ဆမှုဇုံကိတ်ကပြောတာနဲ့တခါလေးပြစ်ထိတ်လိုက်တာဒိန်းစီရရှိတာကရေးကင်နဲ့လက်နဲ့နဲ့စိုက်ကယ်တစီဒီကောင်တွေကကိတ်ကကောင်းပောင်းရဲ့တရားဝင်ကွန်ပျူတာချက်နဲ့ပိတ်ဆံထွတ်တောင်းတဲ့သူတွေမဟုတ်ပါဘူးကြာပေါက်ရှာတဲ့သူတွေတခါကြလေ၂ယောက်တခါကြလေ၃ယောက်အဲ့လိုထွတ်တောင်းတာ ယခုကလင်မယား၂ယောက်ထွက်တောင်းလာလို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောကြားထားပါတယ်။စစ်ကြေကောက်ထွက်ကောက်နေတဲ့ရေမှာပခုကူမျိုးနေပခုကူမျိုးမှရေစခန်းမှရေလုတ်တဲ့၆နှစ်အရှိရေတက်သားရည်မှုဖြစ်ပြီး၎င်းရဲ့ဇနီးဖြစ်သူနဲ့အတူ MA1 အမျိုးအစားတနက်တလက်စကဲတစီဟုတ်ကိုတင်စီရရှိခဲ့ကြောင်းဖန်စီရရှိသူ ရေတက်သားရဲ့ဇနီးမှာကိုဝန်ငါလရီထိုင်ရတဲ့ဖြင့်စစ်စီမင်းမြတ်ကပြင်လွတ်ပေးလိုက်ကြောင်းသိရှိရပါတယ် အဆိုပါလှုပ်ဆောင်မှုများကို Southern Municipality တပ်ပေါင်းစုရဲဘော်နှစ်ဦးကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးမိသူကကွေရီတပ်ဖွဲ့ဝင်များအထူးကမရှိပြန်လည်ဆောက်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။နေတလီမြို့နယ်ရှိပြူစော်ချီစခန်းနဲ့ပက်ကင်ကိုတိုက်ခိုက်မှုတွင်စစ်တပ်ဘက်မှတဦးသေဆုံးပြီးစခန်းမှုနေအိမ်နဲ့ဘူတဲကိုလည်းမိရှုရှင်းနေခဲ့တဲ့တရင်ကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ပခိုရိုင်းနဲ့တလင်းမြို့နယ်ရှိပြူစောချင်းစခန်းနဲ့ပက်ကင်ကိုတက်ခဲခဲ့ရာအကြံဖက်စစ်တပ်ဘက်မှတအူးတည်ဆုံးပြီးစခန်းမှုနေအိမ်နဲ့ဘူတေးကိုလည်းမိရှုရှင်လင်းခဲ့ကြောင်းသိရှိရပါတယ်။ယမနေ့နိုဝင်ဘာလ3ရက်နေ့နာနဲ့9:55မိနစ်ခန့်အချိန်မက်တလီမြို့နယ်မင်ဘူချွန်အောက်စုရွာရှိပြူစောတိစခန်းကိုပခိုရိုင်းစစ်ဌာနအမှတ်22ပြုဟာတာယာဝတီခရိုင်တည်ရင်တည်ရင် drone တပ်ဖွဲ့ရဲဘော်များနဲ့တက်ခွေနှင့်ရဲဘော်များက drone ပြန်ပုံကျဲတက်ခဲ့ကြောင်း ထူတိုက်ခိုက်မှုအတွင်းအကြံပေးစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတာယာဝတီခရိုင်အမတ်တေတိတ်ရင်383ရက်တမတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ယနေ့နံနက်9:23မိနစ်ခန့်တွင်မင်းဘူးကျွန်းအုပ်စုရွာနှင့်တောင်မြူရေးစခန်းအကြားရှိကန်စုတာကွာစခန်းမှုလေးအိမ်နှင့်စစ်သားများကင်ပုံဝတ်တဲ့ ဘူတေးစကန်ကိုလေတိုးလှန်ရေးပေါ်များကမိရှုရှင်နေခဲ့ကြ။ထို့နောက်တောင်ယိုရေကင်းစကန်မှာကင်ပတ်ရန်ထွက်လာတဲ့စစ်သားနဲ့ရေးများကိုယနေ့နဲ့6နာရီ15မိနစ်ခန့်တွင်တိုးလှန်ရေးပေါ်များကမိုင်းဆွေးတိုက်ခိုက်ခဲ့ရာစစ်သားတဦးသေဆုံးခဲ့ပြီးတိုက်ခိုက်တိုင်ငယ်ရရှိသူများလည်းရှိကြောင်းသိရှိရပါတယ်။တရားဝတိခရိုင်အဖက်တီတက်ရင်383တင်မှတာဝန်ရှိသူတို့ကကန်စုတာကွာကမြန်ဘူကျွန်းအောက်စုရွာနဲ့တောင်မြူရေးစခန်အကြားမှာရှိတာပါ second နဲ့ဆို15မိနစ်လောက်မောင်းရပါတယ်ကျွန်တော်တို့အင်ဂျင်ဆုံး drone နဲ့ခြားတယ်ပြီးတော့ second moon နဲ့အိမ်နဲ့ booting ကိုမိရှုပါတယ်အဲ့ဒါမှတောင်ယူပြီး second ကစစ်ခွေးနဲ့ရေခွေးတွေထွက်လာတာကိုကန်ဆုတာကအနားမှာပဲမိုင်းဆွေတက်ခဲ့ခဲ့တာပါလို့ရန်ကုန်ခေတ်သက်တရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ် အဆိုပါမိုင်းဆွေတက်ခဲမှုပြုလုပ်ပြီးနောက်အကျန်းဖက်စစ်တပ်နဲ့တိုလိုင်းတပ်ဖွဲ့ဝင်များအကျန်းအလံပြစ်ခတ်မှု15မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးတိုလိုင်းရဲဘော်များထိခဲမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။အကျန်းဖက်စစ်တပ်ရဲ့လေကြောင်းတက်ခဲမှုကြောင့်ကလေးငယ်600ကျော်အပါဝင်ပြည်သူ4000ကျော်သေဆုံးနေလို့ NUG ထုတ်ပြန်တဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။စစ်အာဏာသိမ်းမှု၄နှစ်ကျော်ကာလအတွင်းမှာ အကြံပေးစစ်တပ်ရဲ့လေကြောင်းတက်ခဲမှုကြောင့်ကလေးငယ်600ကျော်အပါဝင်ပြည်သူ4000ကျော်တိဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ အန်ယူဂျီလူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကယမနေ့တွင်ထုတ်ပြန်လိုက်ပါတယ်။လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့အဂျမ်ဖက်စစ်တပ်ကအရက်သားပြည်သူတွေအပေါ်ဘက်ပေါင်းစုံကလူအခွင့်အရေးချိုးဖောက်မှုတွေနဲ့တိုက်ခိုက်မှုတွေကိုမှတ်တမ်းတင်လျက်ရှိပြီးယခုနှစ်အောက်တိုဘာလ31ရက်နေ့အထိရရှိထားတဲ့နှုတ်ဆောင်ရအချက်လက်တွေကိုနိုဝင်ဘာလ3ရက်နေ့မှာထုတ်ပြန်လာတာဖြစ်ပါတယ်။အဂျမ်ဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး နောက်ဆုံးရအချက်လက်တွေအရလေကြောင်းတက်ခိမှုဖြစ်စဉ်ပေါင်း3996ကျင်းရှိပြီးတေဆုံးသူစုစုပေါင်း4322ဦးရှိတယ်လို့ဆိုပါတယ်။တေဆုံးသူတွေထဲမှာအသက်16နှစ်အောက်ကလေးသူငယ်600ဦးရှိတယ်လို့သိရှိရပါတယ်။ဒါ့ပြင်လေကြောင်းတက်ခိမှုတွေကြောင့်စာတင်ကြောင်း394ကျောင်းဈေးရုံစီခံ134ခုနဲ့ဘာသာရေးအဆောက်အအုံ604ခုပြည့်စုံဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။ အကြံဖက်စစ်တပ်ဟာအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုလည်းဆက်တိုက်ကျူးလွန်ရရှိပြီးအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုပေါင်း464ခုကျူးလွန်ခဲ့တယ်လို့ဒေသုံသူစုစုပေါင်း4893ခုရှိတယ်လို့ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဆိုပါတယ်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကြောင့်ဒေသုံရသူတွေထဲမှာအသက်16နှစ်အောက်ကလေးငယ်954ယောက်ပါဝင်နေပြီးအမျိုးသမီး863ယောက်ပါဝင်နေလို့သိရှိရပါတယ် ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပေးရင်နာတော့ပါမယ်ရှင်။ Channel Channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခိုင်ယောင်နိုင်ကြပါစေရှင်။